Hello အားလုံးပဲမင်္ဂလာပါ Magic Variety ကနေပြန်လည်ကြိုဆိုပါရစေဒီတစ်ပတ်မှာတော့ကျွန်တော်က Premier League ပွဲစဉ်38နောက်ဆုံးပွဲစဉ်တွေကမှ Champions League ဝင်ခွင့်အတွက်အရေးကြီးတဲ့ပွဲစဉ်တွေကိုပွဲကြုံ38ပြီးလို့ပြောရမှာမလို့စိတ်ဝင်စားမယ်ဆိုရင်ကျွန်တော်တို့တူအဆုံးထိလိုက်ကြည့်ပြီးမျှော်လင့်ပါရခင်ဗျာဆိုတော့ Premier League ပွဲစဉ်တွေပြီးဆုံးလာရင်လည်းကျွန်တော်တို့အားကစားသတင်းတွေဆက်လက်ပေးတင်ဆက်ပေးဖို့မှာဖြစ်ပါတယ်ဆိုတော့ဒါကြောင့်မို့ကျွန်တော်တို့စောင့်ကြည့်ပြီးမျှော်လင့်ပါတယ်အားလုံးပဲစရအောင် Let's go ဟုတ်ဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် Mercury.shopping app Mercury မှာဘာပဲလို့လို့ရနိုင်ပြီနော် ဖုန်းနဲ့အကောင်းဆုံး shopping မှာ My Curie your shopping partner ပထမဆုံးပွဲစဉ်အနေနဲ့ကျွန်တော်ရွေးချယ်တာပြည့်ရပွဲကတော့ ဖူအန်နဲ့မန်ချက်စတာစီးတီးတို့ပဲပုံစံပါတယ်ဖူအန်ကဒီယာဒီမှာအိုရိုပါကိုဝင်သွက်လဲဘာမှမျောလင်းချက်မရှိတော့ဘူးတန်ဆင်းမှုလည်းအန်ဒီရမရှိတော့ဘူးဒီနေ့နောက်မှာဖူအန်ကပရက်ရှာကင်းကင်းနဲ့ကသားလိုက်မယ်နောက်ဆုံးအိမ်ဝင်းပွဲကိုအနိုင်နဲ့အဆုံးသတ်ချင်အောင်လာပဲဖူအန်မှာရှိမယ်ဒါအပြင်ဖူအန်မှာဘာဖြစ်အားဘာမျောလင်းချက်မှလည်းမရှိတော့ဘူးဆိုတော့ဒီပွဲစဉ်အတီးတောင်တက်တောင်တက်တာနဲ့ပဲကသားဖို့ရှိတယ်ဖူအန်ဘက်ကမသီးတီးကလည်းဒီချန်ပီယံလိဂ်ကိုဝင်တဲ့တေချာတလောက်ရှိသွားပြီဘုံမောက်ကအနိုင်ကသားပြီးတဲ့နောက်မှာလက်ကျန်တပွဲကိုတေလောက်ရအောင်နဲ့မသီးတီးတော်တော်လေးတက်တောင်တက်တာဒီယာဒီတိမ်သွားဖို့အချိန်များတယ်ဆိုတော့ဒီနေ့နောက်မသီးတီးကလည်းဖီယာကင်းကင်းပဲကသားလိုက်မယ်ဥမာမမ်မုတ်တော်လည်းတော်တော်လေး ပုံစံကောင်းပြနေဆိုတော့လေဒါပြင်ဒီဘရိုင်းနာရဲ့နောက်ဆုံးမန်စီးတီးပွဲစဉ်နဲ့ဖြစ်သွားတဲ့နိုင်ကြောင့်ဒီဘွဲမသိအနေနဲ့အဲနည်းနည်းလေးအာရုံစိုက်လာဖို့ကတော့ရှိရယ်ဒီနေ့ထားမှာကျွန်တော်ကတော့ဖူအန်ကအိမ်ဝင်းဖြစ်နေတဲ့တိုင်အောင်မသိသူကိုဒုက္ခပေးဖို့ယူရလာမလို့ကျွန်တော်တော့မထင်ဘူးမသိအနေနဲ့ထုံနေကောင်းပဲအနိုင်ကစားဖို့လည်းမလိုဘူးတည်ရီလောက်ဆိုရင်အဆင်ပြေတဲ့အနေထားမှာနောက်တဲ့တုန်းကပုပ်ပုပ်ပွားပွဲကစားဝိုင်းမှာဒီဘွဲစဉ်ကမန်စီးအနိုင်တော့မဟုတ်တည်ရီနဲ့ယာယီသိမ်းမဲ့ပွဲလို့ကျွန်တော်ထင်တယ်ကျွန်တော်ကဒီဘွဲမှာမသိနေတယ်ရက်တည်ရှင်ပါတယ် ဒုတိယမြောက်ပွဲစဉ်အနေနဲ့ကျွန်တော်ရေးချယ်ရာဘီရဲ့ပွဲကတော့နျူကာဆယ်နဲ့အဲဗာတန်တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ဒီပွဲစဉ်ကနျူကာဆယ်ရဲ့ချန်ပီယံလိဂ်ဝင်ခဲ့တဲ့အတွက်တော်တော်လေးကိုရေးပါတယ်ပွဲ။ဒီပွဲစဉ်မှာမဖြစ်မနေအနိုင်ကစားပါရမယ်။အကယ်၍နျူကာဆယ်ကဒါခြုံဝါပြီးမှတစ်ဖက်ကဒီချယ်ဆီနဲ့ အက်စတိုမီလာကလာအတင်းတွေကိုကိုကြီးအနိုင်ကစားခဲ့ရင်လူကာဆင်နေနဲ့တော်တော်လေးဒုက္ခရောက်ဝမ်းနေတဲ့ခြေနေမျိုးလို့ကျွန်တော်မြင်တယ်။ချုံမှုပါဆန်တက်ကနည်းတယ်ဆိုပေမဲ့အမတ်မတင်ချီချော်ဝါပေါ်ရခိုင်တော့တော်တော်လေးများရတယ်။ဘာဖြစ်လို့ဆိုတော့နောက်ဆုံးထိတိုက်တွေ့ဆုံမှုသုံးချိန်မှာအေဗာတန်ကလူကာဆင်ကိုတစ်ချိန်မှမရှုံးသားလို့ပဲ။ဆိုတော့လူကာဆင်ကဒီပွဲမှာစိတ်ကြိတ်ပါမှာကစားမှာဖြစ်တဲ့အနေနောက်ဆုံးပွဲလည်းဖြစ်တဲ့ချိန်မဲနေမှုဟင်းသွက်လည်းမဖြစ်မနေရလာကောင်းလို့လိုရပွဲမျိုးလို့အားထည့်ပြီးတီတာပေါ်ကစားလိုက်မယ်။ဒါပေမဲ့လည်းဒီလူကာဆင်ကအေဗာတန်တို့သူ့လိုပုံပြန်လို့မျိုးမာကျော်တဲ့အတင်းနေနဲ့တွင် တော်လေးကိုဒုက္ခရောက်တတ်တဲ့အစဉ်လာမျိုးလို့ကျွန်တော်မြင်ခဲ့ရတယ်။ဒါကြောင့်ဒီဝက်စင်မှာလူကစနေနဲ့လုံးဝမပေါ့ပဲကစားဖို့လိုတယ်။ဒီဘက်ကအေဗာတန်ကတော့ဒီဘက်မူဝဲလက်ထက်မှာဒီညွလင်းချက်မရှိတော့ဘူးဆိုရင်မဲ့ဘာဟိုမျိုးကြိုးစားကြဘာအကြောင်းမှမရှိတော့ဘူးဆိုရင်မဲ့ဒီဝက်စင်ကဒုက္ခပေးခြင်းကိုတတ်တဲ့ကစားလာရင်တော့နုကစနေကတော်တော်လေးခက်ခဲဝါနိုင်တဲ့ပွဲမျိုးလို့ထင်တယ်။ဒါပေမဲ့လည်းနုကစနေနဲ့ဒီမဖြစ်မနေအနိုင်ကစားမဲ့ပွဲကြီးမှာအမားညွှဲလုံမယ်လို့ကျွန်တော်ကတော့မထင်ဘူး။အဲနောက်ဆုံးချိန်မှာ ဒီကော်ယူတင်မီမီတွေဆွဲရမယ့်အနေအထားမျိုးမှာယူကဆယ်ကလုံးဝလုတ်တင်တာလုတ်သွားမလို့ကျွန်တော်ကထင်တယ်ဒီဝက်စင်ကအေဗာနန်ဘလောက်ပဲဒုက္ခပေးဖို့ရွေးလာတယ်ဖြစ်ပါစေအေဗာနန်ဘလောက်ပဲမာကြောတယ်ဖြစ်ပါစေယူကဆယ်ကမဖြစ်မနေအနိုင်ကစားရမယ့်ပွဲလို့ကျွန်တော်ထင်တယ်ဘူခါကြက်ကြက်ချင်းမြောင်းတာနဲ့ယူကဆယ်နိုင်သွားပါလိမ့်မယ်ဒါကျွန်တော်ကတော့အဲ 1C 2C လောက်ဖြစ်မယ်လို့တော့ထင်ပါတယ်နောက်ထပ်ပွဲစဉ်တစ်ပွဲအနေနဲ့ကျွန်တော်ရေးချယ်ထားတဲ့ပွဲကတော့ Manchester United နဲ့ Aston Villa တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ် ဒီပွဲစဉ်ကတော်တော်လေးကိုအရေးပါတဲ့ပွဲအရေးပါတဲ့ပွဲဆိုတာမန်ချက်စတာယူနိုက်တက်တို့ကအက်စတူမီလာတို့ကဖြစ်တဲ့မန်ချက်စတာယူနိုက်တက်ကိုအရင်တွားရအောင်မန်ချက်စတာယူနိုက်တက်ကဘာလို့အရေးပါလဲဆိုရင်တရာဒီလုံးတော့လျှောက်ဒီအရှင်ဒီစုခဲ့ရမြနောက်ဆုံးအင်္ဂွင်းပွဲစဉ်လည်းဖြစ်တဲ့ဥဖရက်ဖို့မှာကစားမဲ့ဒီနေ့ဘောလုံးရာကြီးကနောက်ဆုံးပရီးမီယာလိဂ်ပွဲစဉ်လည်းဖြစ်တဲ့ဒီနေ့သားမှာမန်ချက်စတာယူနိုက်တက်ကပရိတ်သတ်တွေကိုထပ်ပြီးအဆက်ခွဲပါအောင်မလားဆိုတဲ့မေးခွန်းကတော့နည်းနည်းလေးတော့ရှိရဲ့ဒီဟာကို နောက်ဆုံးပွဲစဉ်မှာတော့ပျော်ဟိုင်းမှုမန်ချက်စတာယူနိုက်တက်ကကစားသမားတွေကကြိုးစားလာအောင်မေးလို့ကျွန်တော်တို့ထင်တယ်။ဒါကြောင့်မန်ချက်စတာယူနိုက်တက်တို့လည်းဒီပွဲကအရေးကြီးတယ်လို့ကျွန်တော်ပြောရခြင်းဖြစ်တယ်။တစ်ဖက်ကအက်စတိုမီလာတို့ကဘလို့အရေးကြီးလဲဆိုရင်ပို့ပြီးတော့အရေးကြီးရယ်။ချန်ပီယံလိဂ်ကိုခွင့်သွင်းဒီပွဲစဉ်မှာအနိုင်ကစားရမယ်ဆိုရင်တစ်ဖက်ကချဲ့စည်းတော့မဟုတ်ညူကာဆယ်ချီချော်နဲ့ချန်ပီယံလိဂ်ကိုခွင့်ကိုညော်လင့်ခွင့်ရပြီဖြစ်ပါတယ်။ဆိုတော့ဒီနေ့ထားမှာအက်စတိုမီလာကလည်းဖောင်ဖြတ်တိုက်လာမယ်ပုံကံ လုံးဝမဖြစ်မနေအနိုင်ကစားလာမယ့်ပုံစံမျိုးကျွန်တော်မြင်နေရတယ်ဆိုတော့ဒီနေထားကနှစ်သင်းစလုံးနဲ့ရေးပါတဲ့အချိန်ဒီမှာမန်ချက်စတာယူနိုက်တက်ကရောဒီပွဲစဉ်ကိုလုံးဝအင်ကွင်းမှာချော်လိုက်ဖို့ရခိုင်တော့ကတော်လေးကိုနဲတယ်လို့ကျွန်တော်ထင်တယ်ဒီပွဲစဉ်ကမန်ယူနိုက်တက်အနေနဲ့ရတော့တောင့်ခံပြီးတိုက်အောင်မယ်လို့ကျွန်တော်ထင်တယ်ဒီပွဲစဉ်ကအမှတ်မထင်မဲ့တော်တော်လေးကြီးကောင်းသွားနိုင်တဲ့ပွဲမျိုးတော်တော်လေးညှိဆိုင်သွားနိုင်တဲ့ပွဲမျိုးလို့ကျွန်တော်ကထင်တယ်ဒါကြောင့်ဒီပွဲစဉ်မှာကျွန်တော်ကတော့အင်ကွင်းအသာချက်နည်းနည်းရှိရဲ့ဒီမန်ချက်စတာယူနိုက်တက်ကလည်းဒုက္ခပေးနိုင်တဲ့အနေအထားမျိုးထည့်သွင်းတွက်ချက်ပါတယ်တမကအက်စတိုမီလာကလည်းဒီ အများကြီးကောင်းလာတဲ့အတင်းဒီနေ့ရာဒီမှာချန်ပီယံလိမ့်မယ်ကိုထပ်ပြီးရဖို့ကြိုးစားနေတဲ့အတင်းရမအားဖြင့်လည်းရနိုင်တဲ့နေရာမျိုးရှိရဲတဖက်ကနူကတဲ့တုံမုံချဲစီရှီချော်လာဖို့ပဲလိုတယ်ဒီပွဲစဉ်အနိုင်ကစားတော့လိုပါလေဆိုတော့ဒီနေထောင်းမှာမတင်းစလုံးအားထည့်ပြီးကံမဲ့အချိန်ဒီမှာကျွန်တော်ကတော့ဒီချန်ပီယံလိမ့်မယ်ဝင်တဲ့ပို့ပြီးမဖြစ်မနေနိုင်ဖို့လိုအပ်တဲ့နေထားဒီကစားသမားအင်အားလက်ရှိမန်တယ်ရောပို့ပြီးကောင်းနေတဲ့အက်အက်စတူမီလာကဒီစိတ်သက်ပန်းဆိုင်ရာလက်လက်ပြေပြေဖြစ်နေတဲ့မန်ချက်စတာယူနိုက်တက် ကသားသမားတွေတက်ပုံပြီးကောင်းနေရတယ်ကျွန်တော်ထင်တယ်။ဒါကြောင့်ဒီပွဲစဉ်မှာကျွန်တော်တို့အဝေးဝန်းဖြစ်တဲ့တာမဖြစ်မနေနိုင်ရမို့ပွဲမို့လို့ Aston Villa အနိုင်ကစားမယ်လို့ထင်ပါတယ်။ဒီနေ့ Premier League ဘောလုံးရာသီ38ရဲ့ Chelsea ရဲ့နောက်ဆုံးပွဲ Nottingham Forest ရဲ့နောက်ဆုံးပွဲကျွန်တော်တို့ Multiple Variety နေနဲ့လည်း Premier League ဘောလုံးပွဲစဉ်ပွဲကြုံတုံးတက်တဲ့နေရာမှာနောက်ဆုံးပွဲစဉ်အဖြစ်ကျွန်တော်ရေးချယ်ထားတဲ့ပွဲက Nottingham Forest နဲ့ Chelsea တို့ရဲ့ပွဲဖြစ်ပါတယ်။ဒီပွဲစဉ်ကနှစ်သင်းစလုံးနဲ့တော်တော်လေးကိုအရေးပါတဲ့ပွဲ။ နှစ်သင်းသုံးကချန်ပီယံလိဝင်သွဲဖောင်ဖြတ်တိုက်ရမယ့်ပွဲမဖြစ်မနေအနိုင်ကစားမယ့်ပွဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ Nottingham Forest ကိုစပြီးချင်းခဲ့ကြအောင် Nottingham Forest ကနောက်ဆုံးကစားခဲ့တဲ့ Premier League 5ပွဲမှာတပွဲပဲနိုင်ရလာတယ်ဆိုတော့ဒီနေထား Forest ရဲ့ဖောင်တော်တော်လေးကိုမကောင်းဆိုတာမြင်ခဲ့ရတယ်ဒါအပြင်နိုင်တာတဲ့ဝမ်ဟန်နဲ့ပွဲစဉ်မှာလည်းဝမ်ဟန်ကိုတမအာရီယိုလိုက်အမားတွေအများကြီးပါခဲ့တယ်ဆိုတော့ဒီနေထားက Nottingham Forest အရန်ကြီး အရင်ယာရီဆောက်ရလို့ကောင်းမနေဘူးဆိုတဲ့အချက်ကိုပြနေတယ်စစ်တပ်ပန်းဆိုင်ရာရလဲဒီအသိပ္ပံရှင်ကခွင်းတဲ့နေစင်မီနီးပြောက်ပြောရလောက်တဲ့နေသားတွေဖြစ်နေတယ်ဒါတွေကတော့တရားဘရော့ကိုထည့်ပြီးစဉ်းစားမယ်အချက်လေးတို့ကျွန်တော်မြင်တယ်ဒါအပြင်မနစ်ကယာရီပိတ်ပွဲစဉ်ဒီနီးနာမှာနော်တင်ဖိုရဲအင်ကွေမှာခြေသီးရနှကူ၃ကိုနောက်ချကိုပေါ့ဒီ UC ချင်းဖြတ်တင်ကဘောကနေဒီအဲဒီကုလချက်စင်ကောင်းတိုက်ပြီးမှအနိုင်ကိုတွင်းသွားတယ်2 3နဲ့ခြေသီးရအပွဲစဉ်မှာအနိုင်ရခဲ့တယ်အဲ့ဒါကလည်းနော်တင်ဖိုရဲရဲ့အင်ကွေဖြစ်ပါတယ်ဆိုတော့ဒီနေသားတွေကိုထည့်ပြီးတွက်ချက်ဖို့လိုအပ်တယ်တစ်ခါခြေသီးရဲ့ ီယာရီဝင်းကင်းစမ်းဆောင်ရင်ကိုလည်းပြန်ပြီးကြည့်ရပါမယ်ဒီယာရီဝင်းကင်းစမ်းဆောင်ရင်မှာချယ်တီကတော်တော်လေးကိုမကောင်းလို့ပြောရတယ်ပြောလို့ရတယ်ဆိုတော့ဝင်းကင်းမှာကျွန်တော်တို့ဒီအဲတော်တော်လေးရှုံးပွဲတွေ့လာတယ်ဆိုတော့ဒီနေထားတော့တန်ဖော်ရက်ကိုပို့ပြီးအတာပြည့်အချက်ဘက်ကလည်းဒီနောက်ဆုံး form form နေကတော့တင်ဖော်ကနည်းနည်းပြန်ကြွားလာတာကချယ်စီတို့အားတာပြည့်အချက်နှစ်သိန်းတော့တော့အားတာကြအနောက်ချက်ကိုဒီရှိနေတယ်တပတ်ကချယ်စီဘက်ကိုပြန်ပြီးရှင်းခဲ့ကြည့်အောင်တပတ်ကချယ်စီကနောက်ဆုံးကစားခဲ့ပြီးရတဲ့၅ပွဲမှာကျွန်တော်တို့ဒီမြူကဆက်တပွဲကိုပဲရှုံးထားတယ်ဒါတော်တော်လေးကိုကောင်းတဲ့ form လို့ပြောလို့ရတယ်တော်တော်လေးကိုမိုက်တဲ့ form လို့ပြောလို့ရတယ် ညကတည်းကရှုံးမရပွဲမှာဆိုလဲဒီနီကိုလတ်ဂျက်ဆင်ကမလုပ်တဲ့အမားကိုအနီကပြခံပြီးမှ၁၀ယောက်၁၀ယောက်နဲ့ကစားခဲ့ရဖြစ်တယ်။ဒါလည်းထိပ်ပြီးတွက်ချက်ထားလို့လုပ်ရတယ်။ပြီးခဲ့တဲ့မန်ချက်စတာယူနိုက်တက်ပွဲမှာဆိုလို့ရှိရင်ကစားသမားတွေရဲ့နိုင်မှုလိုအပ်လာပြီဆိုမဖြစ်မနေအနိုင်ကစားတတ်တဲ့ပုံစံကိုကျွန်တော်မြင်လာရတယ်။ဒါကအခြေစိုးတော်တော်လေးကိုကောင်းတဲ့အနေဒါလို့ပြောလို့ရပါတယ်။ဆိုတော့ဒါပေမဲ့အခြေစိုးဘက်ကတခုပြန်ပြီးစဉ်းစားကြရရှိတာကနောက်ဆုံးတွေ့ခဲ့တဲ့နော်တန်ဟော့ရန်နဲ့ထိတဲ့တွေ့ဆုံမှု၅ချိန်မှာအခြေစိုးဘက်ကတစ်ချိန်မင်းနိုင်တယ်။နော်တန်ဟော့ကတစ်ချိန်နိုင်တယ်။၃ချိန်နေပြီးကြာပါတယ်။အကယ်၍ဒါဒီပွဲစဉ်ကထပ်ပြီးတည်ကြရင်အခြေစိုးကအစ်ကိုနန်းနဲ့ပွဲကိုထပ်ကြည့်ရလိမ့်မယ်။ အကင်းအက်တူမီလာလာမန်ချက်စတာတက်ကိုနိုင်သွားလို့ရှင်ဒီပွဲစဉ်ကချက်စီတော်တော်ဒုက္ခရောက်ရတယ်နဲ့ပွင့်ပြီးလို့ကျွန်တော်မြင်တယ်။အဲဒါကြောင့်မဖြစ်မနေအနိုင်ကစားရတာကကိုယ်ကမှကိုယ်ကံကြမှာကိုယ်အပြည့်ဝဖန်တီးတာပဲဖြစ်တယ်။ဆိုတော့ဒီပွဲစဉ်ကိုချက်စီနဲ့မဖြစ်မနေအနိုင်ကစားဖို့လိုပါတယ်။နောက်ဆုံးအနေနဲ့တုံးတက်ချက်ပြုလို့ရမယ်ဆိုရင်မဖြစ်မနေအနိုင်ကစားဖို့လိုနေတဲ့နှစ်တင် နောက်တစ်ယောက် forward ကနောက်ဆုံး form ရနည်းနည်းလေးကြာလာတဲ့အချိန်နဲ့ခြေသီးရဲ့နောက်ဆုံး form နည်းနည်းလေးတက်လာတဲ့အချိန်နဲ့ဒါအပြင်မနစ်ကနောက်ဆုံးယာဒီပိတ်ပူနာနီနာလီမှာတော့ဒီတော့ဒီ38လားမသိပါဘူးဆိုတော့အဲနာလီမှာသူ့ရဲ့အချိန်မှာဒီ Notre forward ကိုခြေသီးကအနိုင်ရသွားတယ်အဝေးကူမှာပဲဒီ UC ချင်းဖြတ်တင်ကောင်ကနေခဏပြောရလို့ပဲဗောနိကရက်ချန်နယ်ကောင်းတိုက်တော့ဒီအချက်တွေကိုထည့်ပြီးစဉ်းစားရမယ်ပြီးလို့ရှိရင်နောက်တစ်ယောက် forward ရဲ့ဒီအတင်းရဲ့နည်းနည်းလေးအဝင်ခံပြဿနာလေးနည်းနည်းဖြစ်နေတည်းရဲ့အနေထားမှာကျွန်တော်တို့ဒီချက်စီးရဲ့ဖောင်းအရန်ကောင်းနေတဲ့အချိန်မှာကျွန်တော်ကတော့ Notion Pro ကအရန်ကြီးမယုံရဲဘူးဒီဝဲစင်မှာကျွန်တော်ကတော့ နတင်းဆုံးပေါင်းပြည့်တိုက်လာရင်တော့အဲတူပိတ်ကိုပိတ်နေတည်ရဖြစ်တော့ပြရဟိုင်တော့ပူပြီးများနေလို့ကျွန်တော်မြင်တယ်ဒီနေ့မှကျွန်တော်ကတော့နတင်းဆုံးအတွက်ထွက်နိုင်နိုင်မှုရဟိုင်တော့အများဆုံးရှိနေတည်ရကလို့ယူချင်တာချင်တယ်တပတ်ကအစတူမီလာမန်ဘွဲစင်မှာရလာကိုချက်သိနေတော့ပြန်ပြီးစောင့်ကြည့်ရမယ်လို့ထင်ပါတယ်ကျွန်တော်ကဒီဘွဲစင်ကိုတည်ရလာလို့ပဲမြင်ပါတယ် အဆုံးထိကြည့်ရှုပေးခဲ့ကြတယ်မန်ချက်စတာရီပြိုင်တက်တယောက်ချင်းတောင်ကျေးဇူးတင်ပါတယ်ပြီးမဲ့လေပွဲစဉ်တွေပြီးဆုံးသွားရင်မဲ့လေချန်ပီယံလိဘလူးပဲအပါအဝင်ကွန်ဖရင့်လိဘလူးပဲအားသာသတင်းတွေကိုကျွန်တော်တို့ကထပ်ပြီးတင်ဆက်ပေးပါမှာမလို့ကျွန်တော်မန်ချက်စတာရီရဲ့ Facebook page လေးပါဝင် YouTube ကို Subscribe လုပ်ပြီးအားပေးလို့ရပါတယ်ဆိုတော့နောက်ပတ်မှာပြန်တွေ့ကြပါမယ်အားလုံးကျေးဇူးများတင်ပါတယ်